ပြည်သားများလောက်ကင်နေထိုင် စားတောက်နေကြတဲ့မဟာချိုင်မဲဆောက်ချင်းပိုင်ဒေသများမှာရှိတဲ့မြန်မာများ လုံငန်းတွင်အစဉ်ပြေအောင်အတွက်မိုးလေဝသအခြေအနေများကိုလည်းကျွန်တော်တို့ထည့်သွင်းလေ့လာသုံးသပ်ပေးမှာဖြစ်ပါတယ်အလုံးမဲမနိုင်ပြီ EMK Entertainment Channel ကိုကြိုဆိုလိုက်ပါတယ်ဒီနေ့တိဆက်ပြင်ပြီးခွန်လေးကဒီ AB လ28ရက်နေ့အတွက် ိုလိတဲ့တရင်နဲ့ငလင်တရင်နဲ့ကိုဒီမိုးစလဘလော့ကဥထေတရနေပြီးကျူတင်ခမဲချက်တွေကိုတိဆက်ပြတ်တာပေးထားပြီးခွန်လေးဒီခွန်လေးကျွန်တော်မျိုးပြတ်တက်တဲ့ဆက်ပြတ်ဖြစ်ပါတယ်ကျွန်တော်မျိုးလည်းကျူတင်ကာကွယ်ပြစ်စလို့ရအောင်ဘူဒရအနေနဲ့ပြန်လဲခွင့်မြတ်တိဆက်ပြလေခြင်းဖြစ်တယ်ဒါကြောင့်မကျွန်တော်မျိုးလည်းအဆုံးတက်ရီလည်းပဲကြည့်ရှုပေးဖို့ဖိတ်ခေါ်ကြပါတယ်ဒါဆိုရင်ကျွန်တော်ပြန်ခွန်လေးဆက်လိုက်အောင်ဒီကနေ့28ကနေပြီးတော့မှမေလ3ရက်နေ့အထိမြမပြည်အနှံ့ပြားမှာမိုးရီရောမယ်ဆိုပြီးတော့ဒေတာ3ပြေးနေကြတာမိတ်ဆွေများဖားမှာ ကျွန်တော်တို့ဒီကနေ့စတင်လေ့လာမယ်အချက်လက်ကတော့အဲ့ဒီမိုးတိမ်နေဘယ်ကလာတာလဲဘာကြောင့်မိုးရွာတာလဲဘယ်နေရာတွေမှာရွာရွာနိုင်တာလဲဆိုတော့ကျွန်တော်တို့လေ့လာခမညမှာဖြစ်ပါတယ်ကြည့်ကြရအောင်ဒီကနေ့မနေ့6နာရီဂျိုရူဟာပေးပို့တဲ့ပုံနေရဘင်္ဂလားပင်လယ်အထက်ပိုင်းမှာလေဆိုင်ဝဲတစ်ခုဖြစ်ပေါ်နေပါတယ်အဲ့ဒီလေဆိုင်ဝဲကြောင့်မလို့ ပင်လယ်ပြင်မှာ fly ထပြီးတော့နေပူချိန်ကြောက်ရေငွေ့တွေပြန်ထွက်ရင်းနဲ့မြမာပြည်ကိုဖြတ်ပြီးတော့ဝင်သွားတာကျွန်တော်တို့တိုင်းတာရရှိပါတယ်ဒီကနေ့28ရက်သတင်းနာနေ့မနေ့တနာရီကနေ6နာရီအတွင်းမှာဆိုလို့ရှိရင်မာချိုင်ဒေသမဲဆောက်ဒေသချင်းမိုင်ဒေသမှာမိုးစတင်ရွာသွန်းနေတယ်လို့ပဲ တနင်္လာရီတိုင်းကရင်ပြည်နယ်မှာလည်းမိုးစတင်ရွာသွန်းနေပါတယ်။ကယားပြည်နယ်တောင်ပေါ်ဒေသတွေမှာလည်းမိုးပွဲစတင်ကျဆင်းနေတာတွေ့ရပါမယ်။မနေ့6ရက်နေ့ကနေပြီးတော့နေ့လယ်7ရက်နေ့ရောက်တဲ့အခါမှာဆိုလို့ရှိရင်တော့မာချိုင်ဒေသမဲဆောက်ဒေသမှာဆက်လက်မိုးရွာသလိုပဲတနင်္လာရီတိုင်းတစ်ခုလုံးမှာနေရာစိတ်စိတ် မိုးရွာရင်းနဲ့အချို့နေရာတွေမှာမိုးများနိုင်တဲ့အနေအထားဖြစ်ပြီးတော့မွန်ပြည်နယ်၊ကရင်ပြည်နယ်မှာလည်းမိုးပွဲများဆက်လက်ကျနိုင်ပါတယ်။ထို့အတူချင်းတောင်တန်းမှာမိုးနှဲငယ်ကျသလိုပဲကချင်ပြည်နယ်မှာမိုးနှဲငယ်ကျနိုင်ပါတယ်။နေ့လယ်7:00နာရီကနေပြီးတော့ညနေ6:00နာရီရောက်တဲ့အခါမှာတော့နောက်ဘက်ကစပြောမယ်ဆိုရင်ကချင်ပြည်နယ်၊စကိုင်းတိုင်းတစ်ပိုင်းချင်းတောင်တန်းဒေသမှာ မိုးသရွာပါတယ်ထို့အတူရှမ်းပြည် အောက်ပိုင်းနေပြည်တော်အနာအထိကိုမိုးစတင်ကျနိုင်ပါတယ်ထို့အတူပဲခူးတိုင်းရဲ့အရှိပြန်ဖြူးနဲ့ရှမ်းပြည်တောင်တန်းကြားမှာမိုးကျနိုင်သလိုပဲကျွန်တော်တို့အေရဝတီတိုင်းရန်ကုန်တိုင်းမှာမိုးပွဲစကျမှာဖြစ်ပါတယ်အောက်ဘက်ကိုဆက်သွားမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့မုံပြည်နယ် ရင်ပြည်နယ်တနင်္လာရီတိုင်းတို့မှာဆက်လက်မိုးရွာပြီးတော့ကရင်ပြည်နယ်မှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိလို့သတိထားကြပါထို့တူတနင်္လာရီတိုင်းမှာလည်းမိုးနည်းနည်းများနိုင်ပါတယ်ညနေ6နာရီနေပြီးတော့ည7နာရီတွင်းမှာဆိုလို့ရှိရင်ထိုင်းနိုင်ငံချင်းမိုင်မဲဆောက်မဟာရှိုင်မှာဆက်လက်ပြီးတော့ မိုးရွာတော့မှဖြစ်တော့တကြောင်မလို့မိမိတို့လုပ်ငန်းရှင်များကိုပြောပြီးတော့ပြင်ဆင်ဖို့လိုအပ်ပါတယ်။ထို့အတူ AOD တိုင်းရန်ကုန်တိုင်းပဲခူးတိုင်းနေပြည်တော်မန္တလေးတိုင်းအောက်ပိုင်းချင်းတောင်တိုင်းကချင်ပြည်နယ်ရှမ်းပြည်နယ်အောက်ဘက်တို့မှာဆက်လက်မိုးရွာတော့မှဖြစ်ပြီးတော့တချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးတော်တော်များနိုင်ပါတယ်။၂၉ရက်နေ့မနေ့ တနားရနေပြီးတော့မနေ့6နာရီအတွင်းမှာတော့ကချင်းပြည်နယ်အရှိဘက်သဂိုင်းတိုင်းအထက်ပိုင်းချင်းပြည်နယ်မန္တလေးတိုင်းသဂိုင်းတိုင်းနေပြည်တော်ရန်ကုန်တိုင်းပဲခူးတိုင်းကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်သတင်းနိုင်တိုင်းတို့မှာဆက်လက်ပြီးတော့မိုးရွာသုံးပါဖြစ်ပါတယ်အထူးသဖြင့်မွန်ပြည်နယ်မော်လမြိုင်ခရိုင်ဒေသမှာ နေရာကွက်ပြီးတော့ မိုးကြီးနိုင်တယ်လို့ပဲချင်းမိုင်မဲဆောက်မှာဆက်လက်မိုးရွာသွန်းပြီးတော့မဟာထိုင်မှာတော့မိုးနှဲငယ်ဆဲသွားနိုင်ပါတယ်။မနေ့6နိုင်မှနေ့လယ်7နိုင်တွင်းမှာဆိုလို့ရှိရင်ကချင်းပြည်နယ်၊စကိုင်းတိုင်း၊မန္တလေးတိုင်းနေပြီးတော့အေရာဝတီတိုင်း၊ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်တနင်္လာရီတိုင်းတို့အပြင်ချင်းမိုင် မဲဆောက်မဟာချိုင်းနာမှာဆက်လက်ပြီးတော့မိုးရွာနိုင်ပါတယ်အထူးသဖြင့်မွန်ပြည်နယ်နဲ့ကရင်ပြည်နယ်မှာ နေရာစိတ်စိတ်မိုးများနိုင်တဲ့အနေအထားကိုတွေ့ရှိရပါတယ်နေ့လယ်7:00နာရီမှညနေ6:00နာရီအတွင်းမှာတော့ကချင်ပြည်နယ်စကိုင်းတိုင်းတစ်ပိုင်းချင်းတောင်တန်းဒေသတစ်ခုလုံးရှမ်းပြည်ဒေသတစ်ခုလုံးအပြင်ကိုပဲပဲခူးတိုင်း ရခိုင်ပြည်နယ်အောက်ပိုင်းအေရဝတီတိုင်းရန်ကုန်တိုင်းပဲခူးတိုင်းကရင်ပြည်နယ်မွန်ပြည်နယ်တနင်္လာရီတိုင်းတို့မှာဆက်လက်မိုးရွာသွန်းနိုင်ပြီးတော့ရှမ်းပြည်နယ်မှာနေရာစိတ်စိတ်မိုးများနိုင်တဲ့အနေအထားကိုတွေးရှိရသလိုပဲကျွန်တော်တို့ချင်းပိုင်းမဲဆောက်မှာလည်းဆက်လက်မိုးရွာသွန်းသလိုပဲမာချိုင်မှာလည်းဆက်ပြီးတော့မိုးရွာနိုင်ပါကြားပြည်နယ်မှာလည်းမိုးရွာသွန်းနိုင်ပါ ညနေ6နိုင်မှည7နိုင်အတွင်းမှာဆိုလို့ရှိရင်တော့မြန်မာပြည်အနှံ့အပြားမိုးရွာသွန်းနိုင်ပြီးတော့ချင်းတောင်တန်းမှာမိုးများနိုင်တယ်မန္တလေးတိုင်းနဲ့စကိုင်းတိုင်းမှာမိုးနှဲငယ်များနိုင်တယ်ထို့အတူရန်ကုန်တိုင်းပဲခူးတိုင်းနောက်ချမ်းအေရော်ဒီအထက်ပိုင်းမှာမိုးများနိုင်ပါတယ်ရှမ်းပြည်နယ်အရှေ့ဘက်မှာမိုးများနိုင်ပြီးတော့ချင်းမိုင်မှာမိုး အနည်းငယ်ရရှိပေးမယ်လေမဟာခြိုင်မှာနေရာကွက်ပြီးတော့မိုးများနိုင်တဲ့အနေအထားကိုတွေ့ရပါတယ်။မွန်ပြည်နယ်အောက်ဖက်မှာမိုးဆက်လက်ရရှိနေပြီးတော့တနင်္လာရီတိုင်းမှာမိုးဆက်လက်ရွာသွန်းနိုင်ပါတယ်။ကရင်ပြည်နယ်မှာတော့မိုးနည်းငယ်ပါသွားနိုင်ပါတယ်။30ရက်နေ့မှာလည်းဆက်လက်ပြီးတော့မြန်မာပြည်အနှံ့ပြားရွာနေလိုပဲတရက်နေ့မှာလည်းမြန်မာပြည်နေရာကျဲကျဲ နေရက်နေ့မှာလည်းမြန်မာပြည်နေရာကျဲကျဲနဲ့တချို့နေရာတွေမှာနေရာကွက်ပြီးတော့မိုးကြီးနိုင်တဲ့အနေအထားရှိပါတယ်အသေးစိတ်ကိုကျွန်တော်တို့ဆက်လက်တင်ပြမှာဖြစ်ပါတယ်မသိတာများရှင်လည်းနားမနိုင်ပါနဲ့ကျေးဇူးတင်ပါတယ် ကမြို့ရဲကျွန်တော်ပြပြန်ဒေတာပါပဲဒီဖန်လေးတို့ဒါ AV လ28ရက်ကနေ29ရက်နေ့ထိမိုးလေဝသတင်းနဲ့ငလင်သတင်းတွေကိုဒီမိုးသလဘလော့ကဦးထေရီရနေပြီးတော့ဒီအပြည့်စုံတိဆက်ပြသပေးသွားပြီးဖန်လေးဒီဖန်လေးကျွန်တော်မြို့ပြသတိဆက်ပေးသွားဖြစ်ပါတယ်အခုလိုကြွတိခမ်းမချက်တွေကိုအမြဲတမ်းတိဆက်ပေးနေတဲ့ဒီမိုးသလဘလော့ကဦးထေရီလည်းကျေးဇူးများကြီးတင်ပါတယ်ကျွန်တော် channel နဲ့ဘူဒရရဲ့အကြောင်းနဲ့ဟာတာပြည်မြဲတိဆက်ပေးမှာမို့ကျွန်တော် channel like subscribe နဲ့ like subscribe နဲ့ဘေးနားနှုန်းတိပေးလေးပါနှက်ကပြေကိုတိုက်ဆက်တင်ပါတယ်ဒီဖန်လေးပတ်သက်ပြီးတော့အမျိုးရဲအတွေ့အကြုံနဲ့ယူဆတွေကိုလည်းကျွန်တော်ရဲ့ comment မှာ message ပေးကြလို့ရတယ် Royal Channel အားပေးကြည့်ရှုသူတို့ရဲ့ချင်းနဲ့ကျေးဇူးများတင်ပါတယ်နောက်ထပ်ဗီဒီယိုပြန်ပြန်ဆောင်ကြမယ်တဒါ